မင်္ဂလာပါရှင်မေလာရှိရဲ့ကျသာပရိနေရဲ့တိမက်ဖွေရသတင်းကဘာကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပြီးမှာကတော့အိန္ဒိယနဲ့ပါကစ္စတန်နယ်စပ်တွင်လက်နက်ကြီးများဖြင့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားတဲ့သတင်းဖြစ်ပါတယ်။အိန္ဒိယဟာပါကစ္စတန်နိုင်ငံကိုဒုံးကျည်များဖြင့်တိုက်ခိုက်ခဲ့ပြီးနောက်မေလာ9ရက်တွင်နှစ်နိုင်ငံနယ်စပ်တလျှောက်လက်နက်ကြီးများဖြင့်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ အစိုးရတက်ခိုက်မှုများကြောင်းနှစ်ဖက်စလုံးတွင်တေဆုံးသူများရှိခဲ့ပြီးအိန္ဒိယ၏တက်ခိုက်မှုကြောင်းလူရှည်ဦးထက်မနည်းတေဆုံးခဲ့တယ်လို့ပါကစ္စတန်ကပြောကြားခဲ့ကပါကစ္စတန်၏တက်ခိုက်မှုကြောင်းအရသာ၃ဦးတေဆုံးခဲ့ကြောင်းလည်းအိန္ဒိယကပြောကြားခဲ့ပါတယ်။ပါကစ္စတန်ဗချန်ရှိကက်ရှမီးယားဒေသနှင့်ပန်ချက်ပြည်နယ်ရှိအကြမ်းဖက်စခန်းများကိုပြစ်မှတ်တိကျစွာတိုက်ခိုက်ခဲ့ကြောင်းအိန္ဒိယကပြောကြားခဲ့ပါတယ်။ ဒါအပြင်မေလ9ရက်ကအိန္ဒိယတိုက်လေရင်သုံးဆင်းပြစ်ကြခဲ့ကြောင်းအိန္ဒိယလုံခြုံရေးသတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့ပါတယ်။လေရင်နှဆင်းဟာအိန္ဒိယဗကြံရှိဂျမ်မူးနဲ့ကက်ရှမီးယားဒေသတွင် ပြစ်ကြခဲ့ခြင်းဖြစ်ပြီးဂျန်တဆင်ဟာအိန္ဒိယရဲ့ပန်ချက်ပြည်နယ်တွင် ပြစ်ကြခဲ့ခြင်းဖြစ်ကြောင်းအဆိုပါသတင်းရင်းမြစ်များကပြောကြားခဲ့တယ်လို့သိရပါပါရှင်။ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့စင်တော်စစ်စင်ရေးဖြင့်တိုက်ခတ်မှုတွင်အကြမ်းဖက်သမောက်80ကျော်သေဆုံးပြီး60ကျော်ဒဏ်ရာရရှိခဲ့တယ်လို့အိန္ဒိယအတည်ပြုတဲ့သတင်းဖြစ်ပါတယ်။ အိန္ဒိယစစ်တပ်ဟာမေလ9ရက်အစောပိုင်းက Operation Sindor အမည်ဖြင့်စစ်စင်ရေးကို ပြုလုပ်ခဲ့ပြီး Lashkar-e-Taiba လက်နက်ကိုင်အဖွဲ့နဲ့ Jaish-e-Mohammed အဖွဲ့တို့ရဲ့ခြေကုပ်နေရာများဖြစ်တဲ့ Muriski နဲ့ Bahawal ပူရမြို့များအပါအဝင်ပါကစ္စတန်ဘက်ချမ်းရှိ Kashmir ဒေသရဲ့ပြည်မှောက်ကိုကိုကိုဒုံးကြီးများဖြင့်24ကျင်းပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း NDTV သတင်းတွင်ဖော်ပြခဲ့ပါတယ်။အခုလိုတိုက်ခိုက်မှုအတွင်အကြမ်းဖက်သမား90ကျော်သေဆုံးပြီး60ကျော်ထဏ်ရ များရရှိခဲ့က၎င်းလက်နက်ကိုင်အဖွဲ့များရဲ့စစ်စင်ရေးစွမ်းဆောင်ရည်များကိုတည်တည်တတ်တာရွေ့ကြစေခဲ့တယ်လို့ဆိုပါတယ်။အကြမ်းဖက်တိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့ Operation Center စစ်စင်ရေးကိုဒေသစံတော်ချိန်နနက်တနာရီ44မိနစ်တွင်စတင်ခဲ့ခြင်းဖြစ်ပြီးစစ်စင်ရေးဟာ25မိနစ်ကြာမြင့်ခဲ့ကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုအပိတိုင်ဖျက်သိမ်းစေလိုတယ်လို့ဒေါ်နယ်ထရန့်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ အီရန်ရဲ့နျူကလ িয়ার အစီအစဉ်တွေကိုအပိတိုင်ဖျက်သိမ်းစေလိုတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကထုတ်ပေါ်ပြောဆိုခဲ့ကြောင်းသတင်းများကဖော်ပြလာပါတယ်။အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုကန့်သက်ဖို့ဒါမှမဟုတ်အပိတိုင်ဖျက်သိမ်းစေဖို့ရည်ရွယ်ထားတာမျိုးရှိမရှိဆိုတဲ့သတင်းထောက်တွေရဲ့မေးခွန်းတွေကိုဒေါ်နယ်ထရန့်ကပြန်လည်တုံ့ပြန်ဖြေကြားခဲ့တာလည်းဖြစ်တယ်လို့သိရပါတယ်။ဒေါ်နယ်ထရန့်ကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်တွေကိုအပိတိုင်ဖျက်သိမ်းစေလိုတာပါအဲ့ဒါကိုပဲကျွန်တော်လက်ခံပါပါလို့ပြောဆိုခဲ့ကြောင်းလည်းသိရပါဗျ ဒေါ်နယ်ထရန့်ကသူတို့မှာရည်နံတွေအများပြားရှိပါတယ်။သူတို့ကနျူကလ িয়ার နည်းပညာရှိဖို့မလိုအပ်ပါဘူး။အရက်ဖက်ဆိုင်ရာနျူကလ িয়ার စွမ်းရင်ကစစ်ပွဲတွေကိုမကြာခဏဖြစ်ပွားစေပါတယ်။ပြီးတော့အီရန်ကနျူကလ িয়ার လက်နက်ရသွားမှာကိုကျွန်တော်တို့မလိုချင်ပါဘူး။ဒါကအရန်ယူရှင်နဲ့သဘောတူညီချက်တစ်ခုဖြစ်ပါတယ်။ကမ္ဘာကြီးကဖျက်ဆီးခံရနိုင်တာမလို့သူတို့မှာနျူကလ িয়ার လက်နက်ရှိတာကိုကျွန်တော်မလိုချင်တာပါလို့ပြောဆိုခဲ့ကြောင်းလဲသတင်းများကဖော်ပြလာပါတယ်ရှင်။ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့နိုင်ငံခြားခေါင်းဆောင်29ဦးမေလ9ရက်စစ်ရေးပြချီတက်ပွဲတက်ရောက်မယ်လို့ရုရှားပြောကြားတဲ့သတင်းဖြစ်ပါတယ်။တရုတ်နိုင်ငံခေါင်းဆောင်ရှီချင်းဖြစ်တဲ့ပရာစီက လူးဝစ်အီနာစီယို လူလာဒါစီဗာရိုအပါအဝင်နိုင်ငံခြားခေါင်းဆောင်29ဦးမေလ9ရက်တွင်ကျင်းပမယ့်စစ်ရေးပြချီတက်ပွဲကိုတက်ရောက်မယ်လို့ကရင်မလင်ကအင်ကာနီကပြောကြားခဲ့ကြောင်းသိရပါတယ်။ အင်ဒိုနီးရှားဘာကီနာဖာဆိုဘော့စနီးယားဗီယက်နမ်အီဂျစ်ဇင်ဘာဘွေအီရန်ကွန်ဂိုမြန်မာကျူဘာအီသီယိုးပီးယားနဲ့အီကွေဒိုရီးယားစကင်နီတို့ကအကောင်ဆောင်တွေလည်းအလဲအာရှဒေသကရုရှားရဲ့အစင်အလားမဟာမိတ်တွေနဲ့အတူစစ်ရေးပြပွဲကိုပအဝင်တက်ရောက်ကြမယ်လို့မော်စကိုကပြောကြားခဲ့ကြောင်းသိရပါတယ်ရှင်။ ောက်ဆုံးတင်ဆက်ပေးမှာကတော့အစ္စရေးထံမှလက်နက်ကိုင်ပဏိပခအားအဆုံးသတ်မယ်လို့ဂရိကဝတ်မရမချင်းစိစက်ဆွေးနွေးမှာမဟုတ်ဘူးလို့ဟာမတ်စ်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ဂါဇာဒေသတွင်လက်ရှိဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဏိပခအားအဆုံးသတ်စေမယ်လို့အစ္စရေးထံမှခိုင်မာတဲ့ဂရိကဝတ်ကိုမရမချင်းစိစက်ဆွေးနွေးခြင်းနဲ့အကျဉ်းသားလေးလေးခြင်းတို့ကိုဟာမတ်စ်အဖွဲ့ကဆောင်ရွက်မှာမဟုတ်ဘူးလို့ဟာမတ်စ်တာဝန်ရှိသူတဦးကမေလ6ရက်ကပြောကြားခဲ့ပါတယ်။ အစ္စရေးအနေဖြင့်ဂါဇာဒေသတွင်ယာယီအဖြစ်ခက်ရဲစဲရေးရရှိရေးအတွက်ဟာမတ်အဖွဲ့အားဖိအားပေးနေကြောင်းနှင့်ထာဝရအဖြစ်ခက်ရဲစဲရေးကိုမရည်ရွယ်တဲ့၎င်းဆောင်ရွက်ချက်ကိုမိမိတို့လက်မခံကြောင်းလည်း၎င်းကပြောကြားပါရယ်လက်နက်ကင်ပဋိပက္ခအဆုံးသက်စီမဲဟူသောဂရိကဝက်မှာပါတဲ့ယာယီအဖြစ်ခက်ရဲစဲရေးကိုမိမိတို့လက်မခံကြောင်း၎င်းကပြောကြားခဲ့တယ်လို့လည်းစင်ဝါသတင်းဌာနကဖော်ပြထားကြောင်းသိရပါရယ်ရှင်